မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ3ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ပြည်တွင်းမှာရွှေစိမ်းနှုန်းများမြင့်တက်အောင်ပြုလုပ်တယ်ဆိုပြီးတော့အောင်သမားရီရွှေဆိုင်ပိုင်ရှင်ဦးအောင်ဆန်းဝင်းဇွဲထက်ရွှေဆိုင်ဝင်းစိန်ရွှေဆိုင်နဲ့ Academy ရွှေတန့်စင်လုပ်ငန်းအပါအဝင်ရွှေဆိုင်ပိုင်ရှင်နဲ့ရွှေကုန်တဲ့10ဦးကိုစစ်ကောင်စီကဖမ်းရမ်းထုတ်ပြန်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။ ပြည်တွင်းမှာမေလ30ရက်နေ့ကအခောက်ရွှေတစ်ကြက်သားကိုငွေကျပ်56သိန်းအထိမြင့်တက်သွားတဲ့အချိန်မှာစစ်ကောင်စီကရွှေကုန်တယ်နဲ့ပွဲစား21ဦးကိုဖမ်းဆီးဆိုက်ဆိုက်ခဲ့ပြီးတော့၎င်းတို့ရဲ့ထွက်ဆိုချက်အရဟုဆိုကရွှေဆိုင်ပိုင်ရှင်နဲ့ရွှေကုန်တယ်10ဦးကိုစစ်ကောင်စီကဖမ်းရန်ထုတ်လိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်စစ်ကောင်စီကဖမ်းရန်ထုတ်ထားတဲ့သူတွေကတော့အောင်သမားရီရွှေဆိုင်ပိုင်ရှင်ဦးအောင်ဆန်းဝင်းဇွဲထက်ရွှေဆိုင်ပိုင်ရှင်ဦးဆန်းဝင်းအကယ်ဒမီရွှေတန့်စင်လုပ်ငန်းဦးမျိုးသူဝင်းဝင်းစိန်ရွှေဆိုင်ပိုင်ရှင်ဦးအောင်ကောင်းမြတ် စိန်ကျော်မိုးရွှေဆိုင်ပိုင်ရှင်ဦးကျော်ငင်းခရမ်းသုံးဘွားရွှေဆိုင်ပိုင်ရှင်ဦးတက်နောင်ဝင်းရွှေစင်ဝင်းရွှေတန့်စင်လုပ်ငန်းရှင်ဦးအေးကျူဦးကျော်ဝင်းခေါ်ပန်းသိရွှေကုံတဲ့ဦးညင်ညီဦးခေါ်ချက်ကြီးရွှေကုံတဲ့ဒေါ်တင်တင်ခိုင်ခေါ်စန္နာတင်ရွှေကုံတဲ့တို့ကိုဖမ်းရန်ထုတ်ထားတယ်လို့စစ်ကောင်စီကကြေညာထားပါတယ်အခုလမ်းဖမ်းတာကိုအိမ်မှာမရှိလို့ဆိုပြီးတော့ရွှေဆိုင်နဲ့အိမ်တွေကိုပါချိတ်ပိတ်လိုက်ပြီးဒါကတမင်ကိုအနိုင်ကျင့်တယ်လို့ဖြစ်နေပြီ ရွှေဈေးဆိုတာကဈေးခွက်ရဲ့ဝယ်လုံအားနဲ့ရောင်းလုံအားနဲ့သွားတာပါနိုင်ငံရေးလောက်တာလည်းမဟုတ်ဘဲနဲ့ကောင်းရကောင်းဝယ်လှူစားနေတဲ့သူတွေစီးပွားရေးသမားတွေကိုပါအနိုင်ကျင့်တာလို့ရွှေကုံတွေတဦးကပြောဆိုထားပါတယ်စစ်ကောင်စီကဖမ်းဝရမ်းထုတ်ထားတဲ့ရွှေဆိုင်ပိုင်ရှင်နဲ့ရွှေကုံတွေ10ဦးကိုဖမ်းဆီးရရှိနိုင်ဖို့အတွက်ပြိုဝတ်စွာသတင်းပေးရန်စစ်ကောင်စီရဲ့ဝါဒဖြန့်မီဒီယာတွေကနေတဆင့်ထုတ်ပြန်ကြေညာထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်ဒေါနာတောင်ပေါ်မှာအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာရှေ့တိုးရန်ကြိုးစားတဲ့အတွက်ကြောင့်တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့စစ်သား6ဦးထက်မနည်းသေဆုံးကတနက်6လက်သိန်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒေါ်လာတရနေ့ကကော့ကရိတ်မြို့နယ်ခလာရ69တရရင်နဲ့စကခဆက်နေတို့ကဟာဝဇာလက်နဲ့ကြီးများနဲ့ပြစ်ခတ်ကအင်အားအလုံးရင်းနဲ့ရှေ့ဆက်တိုးလာခဲ့တဲ့အတွက်ဒေါ်လာရင်းပူပေါင်းတပ်ဖွဲ့တွေကခုခံတိုက်ခတ်ခဲ့ရာဇွန်လ2ရက်နေ့မှာ အကြမ်းဖက်စစ်ကောင်စီတပ်သား6ဦးထက်မနည်းသေဆုံးကတနက်6ရက်သိမ်းဆီရရှိခဲ့တယ်လို့သိရပါဗါးဟာဝဇာလက်နက်ကြီးတွေက69တို့စကခဆက်နေတို့မှာအထိုင်ချထားတာပေါ့အဲ့ဒီကနေပြစ်နေတာတိုက်ပွဲကလည်းနေတိုင်းနေပါပဲ ဇွန်လ၂ရက်နေ့မှာတော့တနက်6လတင်းစီရရှိခဲ့တယ်တနက်6လဆိုတော့6ဦးထက်မနည်းသေးတာပေါ့ဇွန်လ၂ရက်နေ့ကလေရင်နဲ့နှစ်ခါဝဲပြီးတော့၄ချိန်လာပစ်တယ်ပူပေါင်းတပ်ဖွဲ့တွေဘက်ကတော့ထိခိုက်မှုရှိတယ်မကြားမိဘူးလို့တော်လိုင်းရေးသတင်းအရင်းမြစ်ကပြောကြားထားပါတယ်လက်ရှိမှာအချမ်းဘတ်စေကောင်းစီစစ်ကြောင်းဟာဒေါနာတောင်ကြီးတောတော်ရေတကွန်အကျော်ဖျားကုန်းအနီးမှာရက်တန်နေစေဖြစ်ပြီးတော့အချမ်းဘတ်စေကောင်းစီတပ်သားတချို့ဟာငှက်ဖျားယောဂါကိုခံစားနေရတယ်လို့သိရပါတယ် ်မြောက်ရီမြို့ကိုစစ်ကူပို့ဖို့အတွက်ဒုချုပ်စိုးဝင်းကိုရိုင်းကိုခဲ့တယ်ဆိုတဲ့နိုင်ငံတော်အစ်စ်အောင်စေရဆစ်စင်ရေးလို့အမည်ပေးထားတဲ့အင်အားရာထောင်ချီအသုံးပြုခဲ့တဲ့စစ်ကြောင်းဟာအေပီလ9ရက်နေ့ကစပြီးတော့ဖအံနဲ့မော်လမြိုင်ကနေခြိတက်ခဲ့ရမှာအမှတ်37ဗျူဟာလောက်ခံနဂါးဗျူစစ်ကြောင်းကြားဗျူစစ်ကြောင်း multi router drone တပ်ဖွဲ့ face wind drone တပ်ဖွဲ့နဲ့ robin hood rocket အဖွဲ့တို့ကပူးပေါင်းကခုခံတိုက်ခိုက်နေခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရေပြူမြို့နယ်ကလိန်အောင်မြို့အနီးကြောက်ရွှက်ရွာအခြေဆိုင်ခမရ408တရဲအနီးမှာပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့များနဲ့စစ်ကောင်စီတပ်တို့မေလ31ရက်နေ့ကပြစ်ခတ်မှုဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကလိန်အောင်အခြေဆိုင်ပြည်သူ့ကာကွယ်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ရွှေပြည်လုံးအဖွဲ့နဲ့ KTLA DNLA တပ်ဖွဲ့များကကလိန်အောင်ရေပြူလမ်းပိုင်းမှာလမ်းပိုင်းစစ်ဆေးမှုတွေပြုလုပ်နေတဲ့အချိန်စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့စတင်ပြစ်ခတ်တဲ့အတော့ပူးပေါင်းတပ်ဖွဲ့များဟာ40မမ၄လုံးအပါအဝင်လက်နက်ကြီးလက်နက်ငယ်များနဲ့ပြန်လည်တိုက်ခတ်ခဲ့ပြီးတော့ ော့စစ်ကောင်စီတပ်သားတအုပ်တိဆုံးခဲ့ကြောင်းဇွန်လ2ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်။တောက်ကြနေက PDF တွေလမ်းပိုင်းစစ်ဆေးနေလို့ကြောက်ရွံ့နွယ်လီချောင်းစုံဘက်တွေကိုစစ်ကောင်စီကလက်နက်ကြီးနဲ့တနေကုန်ထုတယ်။အဲ့ဒီနေ့နောက်ပိုင်းမှာတော့မထုတော့ဘူးလို့ကလိန်အောင်မြို့ကန်တအုပ်ကပြောပါတယ်။မေလ28ရက်နေ့ညကလည်းကလိန်အောင်တရားကစစ်ကောင်စီတပ်သားများကတနက်နဲ့6လံပြစ်ခတ်မှုတွေပြုလုပ်ခဲ့ပြီးတဲ့နောက်ကလိန်အောင်အခြေစပ်စစ်ကောင်စီတပ်ရင်းများကမြို့ပတ်ဝင်းကျင်ကိုလက်နက်ကြီးများနဲ့ပြစ်ခတ်ခဲ့သေးတယ်လို့မြို့ကန်များကဆိုပါတယ်။ကြောက်ရွံ့တဲ့ဇင်းမာရွာသားများဟာလည်း ဘေးလွရာကိုတိမ်းရှောင်နေရဆဲဖြစ်တယ်လို့အဲ့ဒီရွာသားတွေကပြောပါတယ်မေလမှာကလိန်အောင်တရာတိုက်ခိုက်ခံရမှုအပါအဝင်စစ်ကောင်စီတပ်သားများတိုက်ခိုက်ခံရမှုဟာ၄ချိန်ထက်မနည်းရှိခဲ့ပြီးတော့စစ်ကောင်စီရဲ့လက်နက်ကြီးပြန်လည်ပစ်ခတ်မှုကြောင့်အရသာထိခိုက်မှုများလည်းရှိခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်တန်တွဲမြို့နယ်တောင်ကုတ်တန်တွဲလမ်းပိုင်းအနီးအေအေနဲ့အချမ်းဘတ်စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပွားပြီးတော့စစ်ကောင်စီဘက်ကလက်နက်ကြီးလက်နက်ငယ်များနဲ့ရန်တမ်းပစ်ခတ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇော်လာနှစ်ရက်နေမနက်ပိုင်းမှာတန်တွဲမြို့နယ်ကင်းမော်ရွာတစ်ဖက်ကတောင်ခုတ်တန်တွဲကားလမ်းပိုင်းအနီးမှာရခိုင်တပ်တော်နဲ့အကြမ်းဖက်စစ်ကောင်စီတပ်တို့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ထိတွေ့တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိမရှိနဲ့အခြေအနေအသေးစိတ်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့သိရပါဗျ။ဇော်လာနှစ်ရက်နေမနက်ကဖြစ်တဲ့တိုက်ပွဲကကင်းမော်ရွာတစ်ဖက်ကတောင်ခုတ်တန်တွဲလမ်းမကြီးဘေးမှာဖြစ်တာ တိုက်ပွဲဖြစ်စဉ်အသေးစိတ်တော့မသိရသေးဘူးလက်နက်ကြီးပစ်ခတ်တန်းတွေကိုတော့စေမိုင်လောက်အကွာအဝေးကနေပြီးတော့အတိုင်းသားချားနေရတယ်လက်နက်ကြီးပစ်ကူအတွဲလိုက်ဒုံးတွေလည်းပစ်ခတ်ခဲ့တယ်တချို့ကတော့စိတ်ကြီးပတ်ဝန်းကျင်လောက်ကတောထဲကိုကြောက်ရောက်ပောက်ကွဲတယ်လို့ဒေသခံပြည်သူတူကပြောဆိုထားပါတယ်ဒါအပြင်ဇွန်လ၂ရက်နေ့ညနေ၄နာရီကမှလည်းခေါ်ရွာစွန်ခေါ်နဲ့စင်ကြက်ချားမှာတက်ဆွဲထားတယ်အကြမ်းဖက်စစ်ကောင်စီတပ်သားများကတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲလက်နက်ကြီးလက်နက်ငယ်တွေနဲ့ တောတောင်တွေအတွင်းကိုရန်တံပစ်ခတ်နေတယ်လို့သိရပါဗျ။အခု၄နိုင်မှကြားရတဲ့လက်နက်ကြီးတန်းနဲ့စစ်တပ်နဲ့တန်းတွေကဂော့ရွာစုံဂော့နဲ့စင်ကြက်ကြားမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ဒီတိုင်းတောတွေတဲကိုပစ်ခတ်နေတာလို့ဒေသခံပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်တရင်ကတော့ KNU အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေများအတွင်းမှာရှိတဲ့အရက်သားနေထိုင်ရာနေရာများကိုစစ်ကောင်စီက လက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်မှုများဇက်တိုက်လှုံ့ဆောင်ခဲ့ရာစစ်ကောင်စီရဲ့လက်နက်ကြီးကြောင့်တထုံခရိုင်နဲ့ညောင်လေးပင်ခရိုင်အုပ်ချုပ်မှုနယ်မြေအတွင်းမှာရှိတဲ့ဒေသခံများထပ်မံထိခိုက်ဒေဆုံးမှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ညောင်လေးပင်ခရိုင်ခလဲလွီထူခရိုင်မှာစစ်ကောင်စီလက်နက်ကြီးပြစ်ခတ်တဲ့အတွက်မေလနောက်ဆုံးပတ်အတွင်းမှာဒေသခံပြည်သူ၃ဦးထိခိုက်ဒဏ်ရာရရှိကာနေအိမ်ပြက်စီးမှုအိမ်မွေးတိရစ္ဆာန်များထိခိုက်ဒေဆုံးမှုများလည်းရှိခဲ့တယ်လို့သိရပါရတယ်။ဒါအပြင်စစ်ကောင်စီတပ်ထောင်သားတဲ့ မိုင်းကြောင်ပြည်သူတို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ဒါအပြင်ရွှေချင်းစောတိမြို့နယ်မှာမေလ24ရက်နေ့မှာစစ်ကောင်စီလက်နက်ကြီးကြောင့်ဆဲဆူးရွာကဒေသခံတချို့ရဲ့နေအိမ်များပျက်စီးကအိမ်မွေးတိရိစ္ဆာန်ဝတ်နွားများထိခိုက်မှုရှိခဲ့တယ်လို့သိရပါဗျ။မေလ28ရက်နေ့မှာလည်းစစ်ကောင်စီလက်နက်ကြီးကြောင့်ထောင်လောင်ရွာကကလေးငယ်တအုပ်နဲ့၎င်းရဲ့မိခင်တို့ဒဏ်ရာရရှိကနေအိမ်ပျက်စီးမှုရှိခဲ့တယ်လို့ KNU ကထုတ်ပြန်ထားပါဗျ။လေတူကြောက်ကြီးမြို့နယ်မှာလည်း ်မေလ28ရက်နေ့ညပိုင်းမှာစစ်ကောင်စီလက်နက်ကြီးပစ်ခတ်တဲ့အတွက်ဗဒဲခေါရွာ၊ဆွေတီရွာ၊ဝမ်ချဲရွာ၊ကြောင်းကုန်းရွာရေတွင်းကုန်းရွာများအနီးမှာပောက်ကွဲခဲ့တယ်လို့ဆိုပါရယ်မေလ29ရက်နေ့ညပိုင်းမှာစစ်ကောင်စီလက်နက်ကြီးဟာကြောက်ခဲကြီးရွာအတွင်းကိုကြားရောက်ပောက်ကွဲခဲ့ရာအသက်18နှစ်အရွယ်ကလေးငယ်တဦး6ရောက်ကျိုးပြီးတော့လက်ကျောပြင်နဲ့တင်းပစုံမှာဒဏ်ရာရရှိခဲ့တယ်လို့သိရပါရယ်နေအိမ်တချို့လည်းပျက်စီးခဲ့ကြောင်း KNU ကထုတ်ပြန်ထားပါရယ်မူမုံမြို့နယ်မှာလည်းစစ်ကောင်စီတပ်ထောင်ထားတဲ့မိုင်းကြောင် မန်နွားစီကြည်ရွာကနွားချောင်းနေတဲ့အသက်14နှစ်အရွယ်မိန်းကလေးငယ်တအူးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများကြောင့်ဒေသခံများဟာကြောက်ရွံ့ထိတ်လန့်နေကြရပြီးတော့စစ်တပ်အာဏာသိမ်းချိန်ကနေပြီးတော့အခုနှစ်ဧပြီလကုန်အထိညောင်လေးပင်ခရိုင်အတွင်းမှာနေရက်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူ9သိန်းနီးပါးရှိနေကြောင်း KNU ဗဟိုကအသိပေးထားပါတယ်။ KNU တထုံး ဒုသူခရိုင်မှာလည်းစစ်ကောင်စီတပ်လက်နက်ကြီးပစ်ခတ်တဲ့အတွက်အရသာတိုက်ဆုံထိခိုက်မှုတွေဆက်လက်ပြီးတော့ဖြစ်ပေါ်ခဲ့တယ်လို့ဆိုပါရယ်မေလ24ရက်နေ့ကအာနာတိတ်အကြမ်းဖက်စစ်ကောင်စီရဲ့ခလာရ၈တရင် လက်နက်ကုံးဆက်ခန်းကဖျားစိတ်ကြီးနေမှာရှိတဲ့ရွာများတဲကိုလက်နက်ကြီးခုနှစ်လုံးပစ်ခတ်ခဲ့ရာတောင်တထေးချေးရွာအတွင်လက်နက်ကြီး၅လုံးချက်ရောက်ပောက်ကွဲပြီးတော့အမျိုးသမီးတအုပ်အပါအဝင်၂ဦးသေဆုံးခဲ့တယ်လို့ဖော်ပြထားပါတယ်။ဒါအပြင်တောင်တထေးကုန်းရွာနေပြည်သူ၅ဦးဒဏ်ရာရကနေအိမ်များပျက်စီးမှုရှိခဲ့တယ်လို့ KNU ကထုတ်ပြန်ထားပါတယ်။အဲ့ဒီနေမှာတဲ့တထုံမြို့နယ်ရွှေရောင်ပြကျေးနယ်ရွှေရောင်ပြရွာတဲကိုလည်း ်စစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်စစ်ကောင်စီတပ်ဟာ KNU အုပ်ချုပ်နယ်မြေများအတွင်းကိုလက်နက်ကြီးများပစ်ခတ်မှုလေကြောင်းကနေတိုက်ခိုက်မှုများဇက်တိုက်ပြုလုပ်လျက်ရှိပြီးအရသာတေဆုံထိခိုက်မှုနဲ့နေအိမ်များပျက်စီးမှုများမကြာခဏဖြစ်ပေါ်လျက်ရှိကြောင်းတရင်ရရှိပါတယ်ခမဆလာဘီတင်ဆက်ပေးရမယ်တရင်ကတော့တနင်္လာရီတိုင်းတနင်္လာရီမြို့နယ်တိန်တော်ကျေးရွာအခြေစိုက်အကြမ်းဖက်စစ်ကောင်စီရဲ့ရှေ့တန်းစခန်းကစစ်ကောင်စီတပ်သားတအူးဟာလက်နက်ယူဆောင်လာပြီးအလင်းဝင်လာတဲ့အတွက်ကြောင့် ငွေကျပ်85သိန်းစုချင်းမြင့်ပေးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မက်လာ25ရက်နေ့မှာတနင်္သာရီမြို့နယ်တိန်တော်ကျေးရွာအခြေစိုက်ရှေတန်းစခန်းကစစ်ကောင်စီတပ်သားတအုပ်ဟာလက်နက်ခဲယမ်းများကိုယူဆောင်လာပြီးတော့ဘိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်းတစ်ထံမှာအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါဒအလင်းဝင်လာတဲ့စစ်ကောင်စီတပ်သားဟာ MA1 တနတ်တလက် 5.56G 940တောက်ကြီပေါက်၄ခု လက်ပြဘုံနှလုံးအီနာကနှလုံးတို့ကိုယူဆောင်လာပြီးတော့အလင်းဝင်ရောက်ခဲ့ခြင်းကြောင့်အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ဝင်ကြီးဌာနကဂုံပြုစုငွေ85သိန်းပေးအပ်ချင်းမြင့်ခဲ့တယ်လို့သိရပါဗယ်။ဘိတ်ခရံပြည်သူကာကွယ်ပူးပေါင်းဆက်ကြောင်တက်ဟာဘိတ်ခရံပြည်သူကာကွယ်တက်မတော်တက်ရဲနှစ်ရဲတက်ခွဲတက်တနင်္သာရီမြို့နယ်ပကဖဘိတ်မြို့နယ်ပကဖ ADF ဒရုန်းလက်ယုံတက်တို့နဲ့ဖွဲ့စည်းထားခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ